ခင်ရောမိခင်ရောပေါ့နှစ်ယောက်လုံးညီသူပြီးလုပ်တဲ့အလူလေးပါသင်္ကန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့အခုတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုအကောင်လုံးကိုကုသိုလ်ရသေးခြင်းနဲ့အစိမ့်နဲ့ဒါသာသနာပေါင်းဝင်ပြတာပါအဖျားပြားတို့ကိုညီလူကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့သူကပပားပဲခေါ်နေကြတယ်နေပြီးတော့ဥစင်းဆိုပြီးခေါ်လိုက်တော့အဲ့လေးကတော့ပီတိဖြစ်တာပေါ့ နှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တာဘူးပြောရတော့ညမာလေးပဲမပတ်ပါဘူး။ဒါပေမဲ့သူတို့စိတ်ထဲကလာခြင်းစိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်။လာခြင်းတော့လာကြမှာပါ။ဒါ50 50ပဲ။ ဒီနေ့အလူကဥစဉ်ကိုအကုန်လုံးဥစဉ်ရဲ့အလူဒါကဒကမတွေပေါ့အမွေးသားအဖေတွေအမေတွေအကုန်လုံးပေါင်းပြီးတော့ဟိုကလှုပ်ပေးတာပေါ့ပဇင်းခံပေးတာပါဥစဉ်ရဲ့မွေးနေ့29နှစ်ပြည့်မွေးနေ့ကိုပဇင်းခံပေးကြတာပါဒါဖခင်ရောမိခင်ရောပေါ့နှစ်ယောက်လုံးရည်သူပြီးလှုပ်တဲ့အလူလေးပါဒါသူတို့ရှိတုန်းကတော့ဒါဥစဉ်ဟိုကပေါ့တင်ငန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့သူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုအနီးနားမှာရှိတဲ့ဒါအကုန်လုံးပေါ့ မွေသားအဖေတွေအမေတွေအကုန်လုံးပေါ့အနီးနားမှာအခုလက်ရှိရှိတဲ့လူတွေရော မရှိတဲ့နယ်ဝေးရောက်နေတဲ့လူတွေရောအကုန်လုံးအကုန်လုံးကိုကုသိုလ်ရစေခြင်းနဲ့စိတ်နဲ့တာသနာပေါင်းဝင်ပြတာပါ လာပြီးတော့လှူတယ်ဆိုရင်တော့အဓိကကတော့ဒါဥစဉ်တခါကြီးပေါ့တခါကြီးဥတိယတင်ဆိုပေါ့အဖေကိုသတိရပါတယ်ဒါအဖေတို့မိသားစုအကြောင်းဖြစ်တော့ဒီအကြောင်းမှဆိုလဲလှူထားတဲ့အရာတွေအကုန်လုံးကအဖေတို့ရဲ့ခင်ဗျဲဦးမိသားစုဆိုတော့နာမည်လေးတွေနဲ့လှူထားတာဖြစ်တဲ့အတွက်ဒီအကြောင်းကိုအမိသားစုအကြောင်းလို့ပြီးတော့တမင်ကိုလာဝေးဖြစ်တာပါဘလိုလေးခံစားမိလဲဆိုတော့အဖေတို့အမေတို့တက်ရှိထင်ရှားရှိရင်တော့ပိုကောင်းမယ်လို့ခံစားမိပဲကျွန်တော်ကတော့ဘာမှမရှိပါဘူးဒါအခုဆိုဒီနေ့လှုပ်ပေးတဲ့ မွေသားအမေတော်ခင်စန္ဒာတို့ဦးသွင်းဦးတို့နောက်ကိုမျိုးဝင်းတို့မဲ့ရမုံဘူးတို့အကုန်လုံးအကုန်လုံးပေါ့တခြားတခြားသောနာမည်မခံတဲ့လူတွေရောပေါ့အကုန်လုံးနောက်ကိုမင်းသားကြီးတို့ရောအကုန်လုံးကိုပေါ့ဒီနေရာနေပြီးတော့ကုသိုလ်တွေထပ်တူရပါစေလို့ဆုတောင်းပေးပါတယ်17ရက်ဆက်တမီနေအောင်ဆက်တမီနေအောင်17ရက်ဝယ်ပါမယ်သွေမျိုးသားချင်းအရင်ချာတွေတော့အဖေပဲအမေပဲတယောက်မှတော့ဖိတ်မထားပါဘူးလိုင်းပေါ်ကနေတွေ့ရဆိုရင်တော့လာရောက်ချင်းမြင်ချင်းမြင်လို့ရပါတယ်တယောက်မှတော့တီးတန့်ဖိတ်မထားပါဘူးလူပညာကြီးကောင်မောင်နှမတွေနဲ့ ငွေသားဆွေမျိုးတွေပဲဖိတ်တာပဲနှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တာဘူးပြောရတော့ညမာလေးပဲမပါပါဘူးဒါပေမဲ့သူတို့စိတ်ထဲကလာကျင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်လာကျင်တော့လာကြမှာပါဒါ50 50ပါပဲသူတို့ကိုသူတရားသောဒါနာကုသိုလ်ဟောက်တိရသောဟောက်တိရသောသီလကုသိုလ်သီလကုသိုလ်ပါမြရာသောပါမြရာသောဝါနာကုသိုလ်ဝါနာကုသိုလ် ဝေဒနာအဖျားပြတို့ကိုနိုင်ပါ၏ဥဒင်းကအစားပြီးတော့အိမ်တော်ကြခဲ့လူဘဝမှာအိမ်တော်ကြခဲ့ရဥဒင်းတမိမင်းကလေးမွေးနားစားပြီးနိုင်မတရားကြလေးမွေးခဲ့ရင်ယဟန်တိုင်ကဖြစ်အားမဲ့ဆိုတော့အတွေ့ရရှိပြီးသားပါជីနုကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့ဆိုတော့ပပားပဲခေါ်နေကြတယ်နေပြီးတော့ဥစင်းဆိုပြီးခေါ်လိုက်တော့အဲ့ဒါလေးကတော့ပီတိဖြစ်တာပေါ့ ဒီအသက်ဒီရွယ်ဒီတော့ဒီဦးဇင်းသမီးလေးပေါ့လူဘွားသမီးလေးကဘာမှသင်ပေးစရာမလိုဘူးသူကသူကိုပဲအကုန်လုံးပြောတာစကားတွေကဖုန်းနေကြည့်ဖုန်းနေကြည့်တက်တော်တွေကြည့်ပြီးသူကသူလိုက်ပြောတာပါဟုတ်ကဲ့ဟာသူလည်းပေါ့တဲ့ဒါမတင်ထားပဲနဲ့တက်တာအဲ့ဒါကသူ့အမေသင်ပေးထားတယ်နည်းနည်းပါးပါးတော့သင်ပေးထားတာပေါ့ဖခင်ရှိခိုးကြီးပဲသူ့အမေကအရင်ကဓမ္မစကူးအကြောင်းစီမှာလုပ်ခဲ့ရဆိုသင်ပေးထားပါတယ် ခုဦးစင်းတို့လူတဲ့အလူလေးကိုလိုင်းပေါ်ကကြည်နေတဲ့ခုနှစ်သားသမီးကိုအခုလာရောက်မဲ့ခုနှစ်သားသမီးတွေကိုဦးစင်းရဲ့မိဘနှစ်ပါးကွယ်လွန်သွားတဲ့အဖိုးအဖွားတွေပြီးတော့ဦးစင်းရဲ့မွေးသားမိခင်ဖခင်တွေအကုန်လုံးကုသိုလ်ထပ်တူရပါစေလို့ဦးစင်းဒီနေ့ဆုတောင်းပေးပါတယ်။